ဟိုဘာလို့ဝိုင်းစစ်နဲ့ကျွန်တော်နဲ့ဆိုအရန်အဲ့လိုပေးစားကြတယ်အအခုမှအိုးရင်နေအခုမှမအိုးရင်နေအခုတည်းကျွန်တော်ဖြည့်ဦးပါလေကဘာပေါ်မှာမိမ့်မိုက်ကတော့မရှိဝိုင်းစစ်ခိုင်းနေကြောက်လို့ရှိတယ်ကျွန်တော်လူပြိုးကြီးလောက်ပါတူတဲ့အလိုပဲကျွန်တော်ကြောက်လို့ရှိရင်တူတူအပြိုးကြီးလောက်ပါဟိုနဲ့အမြဲတမ်းရှင်းနိုင်ပါစေဗောပြီးတော့လည်းအမြဲတမ်းနားလည်မရင်နိုင်ပါစေယောက်ျားလေးအကုန်လုံးအဆုတောင်းနေတာဖြစ်နေပါတယ်နော် အာစိန်နဲ့တော်နေရာဒီနေ့ဒါကျွန်တော်တာကိတာဒေါ်ပုံကပီတယ်မှာသတင်းကြော်အထူးဈေးရောင်းပွဲတော်လေးပေါ့နော်အဲစိန်နဲ့တော်နဲ့ကျွန်တော်တို့ဒါအမှုပြရှင်အများကြီးနဲ့ပါဝင်တာဖြစ်ပါတယ်ဘင်းချွတ်နဲ့ပတ်သက်ပြီးအမတ်တရားဆိုတော့ကျွန်တော်ငငယ်တော့ကအာအဲ့လိုပေါ့နော်ဟိုကလေးဘွားကတော့အဲမိဘတွေလော့ရဝူးတွေဖောက်ပေါ့အဲအဲ့လိုမျိုးအချိန်လေးတွေအမတ်ရပါတယ်နော်ငငယ်တော့ကဆိုရင်တော့သတင်းကြော်ဆိုရင်ကျွန်တော်တို့ဒါပွဲစည်းသွားတာပေါ့ရေကြောပွဲစည်းပေါ့ မတော်မဖြစ်ရေကြောတရင်ကျဆိုရေကြောပွဲစီစောင်းတိုင်းဆိုလမ်းမတော်ပွဲစီပေါ့အဲ့တော့တရင်ကျော်ရေကြောပွဲစီဆိုကျွန်တော်ကလုံးဝအဝိစားကိုအဲ့လိုပွဲစီသွားဖို့အဝိစားကိုလုံးဝရွေးထားပြီးပြီကျွန်တော်ကလေးဘွားအောက်ဖေးပြည်ဆိုကလေးဘွားတော့ကျွန်တော်ကတရင်ကျော်စောင်းတိုင်းကြံပေါ့နော်အဲ့သုံးပွဲအာညူရီကတော့အဲ့လိုမဟုတ်တရင်ကျော်စောင်းတိုင်းနဲ့အဲ့အကြံတော့ကျွန်တော်လုံးဝအောက်ဖေးကိုငယ်ငယ်လေးကလုံးဝရွေးထားတာအဲ့တရင်ကျော်ဆိုတမျိုးအဲ့စောင်းတိုင်းဆိုတမျိုးအကြံဆိုတမျိုးအဲ့လို တတိယရှောက်လေတာကတော့ဒီနေ့မှတော့မလဲဖြစ်သေးဘူးမနေ့ကလည်းပွဲတွေရှိတယ်ဒီနေ့လည်းဒီစိန်နှန်းတော့ပွဲပြီးရင်ကျွန်တော်ဒါတိုင်းစီးလေးမှာတတိယအာဒီမိတုံးပွဲညပွဲမှာကျွန်တော်အဲ့မှာ သွားမှာဖြစ်ပါတယ်တိုင်းစီးရဲအဲ့တော့အဲ့ body တွေလာခဲ့ပေါ့အလုံးပိတ်ပေါ်ပါတယ်မမလုပ်ပြီးတော့ဆက်ပြောင်းနေရတော့ဟုတ်ကဲ့အာကျွန်တော်အဲ့လို fashion ကိုအပုံလျှောက်ွက်တာကျွန်တော်အဲ့လို rapper တွေလည်းဝတ်တယ်ကျွန်တော်အဲ့လိုပန့်လို့လည်းဝတ်ဘူးတယ်အဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့လို fashion ဆိုတာကိုကိုကိုပတ်ထားလို့မရဘူးကိုစိတ်တဲ့ဟိုကျွန်တော်ခံယူချက်ကစိတ်တဲ့ရှိတဲ့ fashion ကိုဝတ်ချလိုက်တာပဲအဲ့လိုပန့်ဆိုလည်းပန့်ဝတ်လိုက်မယ် rocker ဆို rocker လို့ဝတ်မယ်အဲ့တော့ country တောက်တွေလည်းကျွန်တော်ဝတ်ဘူးတယ်အဲ့လို country ပုံစံတွေလည်းကျွန်တော်မှလည်းအဲ့လို country တောက်တွေလည်းဝယ်စုထားရရှိတယ်အဲ့လိုမျိုးကျွန်တော်က fashion ကိုကျွန်တော်အမျိုးအစားကျွန်တော်တိတ်မခွဲရအောင်ကျွန်တော်အကုန်လုံးဝါဒနာပါတော့အကုန်လုံးဟိုဟောဝတ်ဖြစ်တယ်ကျွန်တော်အတက်ရတစ်ခုရောက်လာရကြတော့အဲ့ဒါကြီးတိတ်မဝတ်ဖြစ်တော့ပဲကိုပေါ့ကိုဟောအဲ့လိုကိုဝင်နေကြပုံနဲ့ဝတ်ဖြစ်တော့တာပြောင်းလဲလာပေါ့အခက်တုံးသွားဆိုကျွန်တော်တို့မှာ hand set ဆိုဖုံးဆိုတာမရှိဘူးလေမရှိဆိုကျွန်တော်တငယ်ချင်းတွေအကုန်လုံးကအဲအဲ့လိုအဲ့လိုတရင်ကျိုးဈေးဝယ်တော့သွားမယ်ဆိုအကုန်လုံးမင်းပါဝတ်မယ်ငါပါဝတ်မယ်အဲအဲ့လိုမျိုးနဲ့စဉ်းစားပြီးဟာငါတော့ဒီပန့်လို့ဝတ်မယ်ဆိုအဲ့လားတလားတော့ပေါ့နော်ကြိုးပြီးတော့စီစဉ်ထားတယ်အဲအကြောင်းပိတ်ပြီဆိုတာလည်းအဲ့မှာလုံးဝ ိုပေါ့အိမ်မှာတမနဲ့တော့တနေ့တော့အဲ့လိုကကျွန်တော်ရုပ်ရှင်ကြည့်မယ်အညာဘက်တီဗီကြည့်မယ်ပြီးရင်ကျွန်တော်ဖုန်းဆိုတာမရှိဘူးတက်ပလက်ဆိုတာမရှိဘူးအဲ့တော့ဂိမ်းစောတဲ့ဥစ္စာတွေတိတ်မရှိတော့ကျွန်တော်ကဘာလို့လဲတငငချင်းနဲ့လက်ဖေးဆိုင်နဲ့ခစ်ပေါ့လက်ဖေးဆိုင်ထိုင်လက်ဖေးဆိုင်ထိုင်ဟိုကထိုင်ရတယ်လက်ဖေးဆိုင်ထိုင်မှာအာထိုင်ပြီးရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့အလဘတလဘပြောအမေပါဘူးငါပါဘူးအရင်နေပွားအဲ့လိုမျိုးခစ်ပေါ့ဟုတ်တို့ခုနပြောလို့အဲ့လိုအချိန်လေးကိုကျွန်တော်အရန်တတိရတယ်ဘာလို့ဆိုကျွန်တော်တို့အဲ့လိုအချိန်လုံးဝဆိုရင် ဒါ internet တွေလည်းတိတ်မရှိရဘူး Facebook တွေလည်းမရှိဘူးအဲ့လိုမျိုးတော့ဖုန်းတွေလည်းမရှိတဲ့အတွက်ကျွန်တော်တို့တယောက်နဲ့တယောက်ဥပမာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းစကားများတာကအဲဒီတက်လန်းလေးမှာတော့တိတဲ့သူက၄-၅ရောက်တော့ပဲတိသွားမှာပေါ့နော်အခုဆိုရင်တစ်ခုခုစကားများလိုက်ကြတယ်ပွဲရဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်အကုန်တိတာညံသွားတာပေါ့အဲတခါကကောင်းကျိုးရှိတယ်လို့ကျွန်တော်ဘက်မှာစိုးကျိုးတဲ့တခုရှိလာတာပေါ့နော်ကျွန်တော်ကိမှာကြတော့အဲ့လိုမျိုးတွေမရှိတော့အဲငွေချင်းချင်းစကားများလည်းပြီးပြီးသွား ယတနာကြီးကအကြီးအထက်မဖြစ်တော့ဘူးပေါ့အခုကျတော့အဲ့လိုမျိုးကြီးဟိုဒီခေတ်မှာကျတော့အင်တာနက်တွေညားလာတဲ့အချိန်မှာတခုကောင်းတာကျတော့တရင်တွေကိုကျွန်တော်အချိန်မီသိရတာပေါ့အရင်ခေတ်တုန်းကဆိုကျွန်တော်တရင်ကျတော့သိမသိရအောင်တခုဒီမှာတခုဖြစ်တယ်ဒီဘက်မှာတခုဖြစ်နေတာဟိုဘက်ကသိရဖို့အရန်ကြာဒီမှာကျတော့အခုကောင်းတာတခုကကျတော့တရင်တခုဖြစ်သွားပြီအရေးပေါ်တရင်ဆိုရင်အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်ကချက်ချင်းသိတော့ချက်ချင်းပြင်ဆင်လို့ရအဲ့ဒီကောင်းကျတဲ့အချက်လေးတွေရှိပါတယ်ဟုတ်တယ်အဲ့ဒါကတော့ဒီလိုပေါ့တယောက်နဲ့တယောက်ကဟို ဟိုဖြစ်ကြရဲ Facebook ကတင်ရေးကြဗာရရင်လူတွေကတိွားကြတာပေါ့အဲ့လိုပြဿနာအဲ့တောင်းနေတောင်းနေကိုယ့်ရဲ့ခံယူချက်ပါပဲဟုတ်ပါပြီအာပြီးတယ်ပြီးတယ်ဆိုမယူဘူးကျွန်တော်တို့နှစ်ယောက်လုံးကလေမယူမယူအမေတို့တော့ကျွန်တော်ဒီနှစ်မှာအာအာကျွန်တော်တို့ဒီအမေအတွက်ပေါ့နော်မှုရလေးကိုကျွန်တော်တို့ဝယ်ပေးတာပေါ့အဲအဲ့လိုမျိုးဟိုပြီးရင်ကျွန်တော်နှစ်တိုင်းပါပဲအဦးမမဟုတ်ဘူးမဦးအရင်နှစ်တည်းနဲ့နှစ်တည်းရတယ်သူ့အမေရောကျွန်တော်အမေရောကျွန်တော်တို့ဆက်တော့ဟုတ်အဲသူတို့အမျိုးတွေရောပေါ့နော်သူအဖိုးတွေ အဲ့လိုမျိုးအဲ့တော့ပိုရှိပါတယ်ဟုတ်ကဲ့ဟိုကတော့ချစ်မလေးကမယူတာလားကိုကမယူအဲ့ तू ကမယူတာအမေရပြည့်ကျွန်တော်မြပြည့်အဲ့အဲ့တမီးလေးကိုမဟုတ်ဘူးပြည့်တော့ तू ကကိုကမယူဘူးကိုကတော့တော့ဟုတ်ရအာအရင်တော့မယူကျွန်တော်ကျွန်တော်မေးရဘယ်တော့မှမယူဟုတ်ဟုတ်တယ်အဲ့ဒါတော့ဝမ်တာပီတီဖြစ်တာပေါ့နော်နှစ်ယောက်ကျွဲလေးအဲဟို စနီလောင်းလေးနဲ့ဒါကိုယ့်ရဲ့မိသားစုတွေကိုအတော်တွေသူ့အတော်တွေသူ့အဖိုးတွေကိုဟိုသူ့အတော်တွေကိုကြောရတဲ့ဆိုတော့ကျွန်တော်တို့အတိုင်းမသိဝမ်းသာပါတယ်ဟုတ်အဲကြတော့တယ်ကြတော့ကြတော့တယ်အာအဲကြတော့တယ်ကြတော့တယ်ဆိုတော့အာဟိုအပ်ပုံတော့မသိသေးဘူးပေါ့အဲအဲ့တော့အဲကျွန်တော်တရင်ကျလပင်းနေမှာကြတော့ပါလို့အဲတရင်ကျလပင်းနေမှာကြတော့ပါလို့ပြောထားပါတယ်ဟုတ်အာဒီနေ့ဒီကြတော့လိုက်မှာအဲဒါနဲ့ အဲ့ဒါအခုမှမဟုတ်အရင်ကတူကြတော့တယ်သူအရင်ကြတော့တယ်အဲ့လိုအဲ့လိုအဲ့လိုသူသတင်းကျုပ်တယ်အဲ့လိုအခါကြီးကသူကြတော့တယ်ဟုတ်သူကအဲ့လိုပဲသူငယ်ပေမဲ့သူကအခါညအဲ့လိုအဲသူ့ပုံစံနဲ့အရင်ဟိုရင်းချက်တယ်ဟိုကတော့စိတ်ကောက်တတ်တာလေးတခုစိတ်ကောက်တတ်တဲ့ရတာလေးတခု ဟာဝယ်ပြီးရသူကအမို့ကျွန်တော်အဲ့လိုမကိုးတော့ပေးကြမို့ကျွန်တော်အခုဟိုဟိုဟာဘာပဲပြီးပေါ့နော်သူ့အတွက်တတိယဝယ်ပြီးလိုက်ကြအဲ့တော့သူကတော့တော့မဟုတ်ဘူးပြရမှာเย็ดตาတော့เย็ดတယ်ထိတ်လို့မရအောင်မိန်းကလေးကเย็ดတယ်မဟုတ်လားเย็ดမှာပဲသူကတော့อ๋อโหเนี่ยပဲရှင်းလက်တွေ့ရပါစေโหเนี่ยအမြဲတမ်းရှင်းနိုင်ပါစေဗောပြီးတော့လည်းအမြဲတမ်းနားလည်မရင်နိုင်ပါစေဆိုးတယ်ယောက်ျားလေးအကုန်လုံးအဆုတောင်းနေတာဖြစ်နေပဲเนาะ မဟုတ်ပါဘူးအဲ့ဒါအဲ့ဒါတွေကရှောက်ရှောက်ပြောနေတာမဟုတ်ပါဘူးအဲ့လိုရှိတာဝိုင်းစင်းနဲ့အမတ်တရားအဲဝိုင်းစင်းနဲ့အမတ်တရားအရှေးတွေရောဟိုပါပေါ့နော်အဲ့လိုကျွန်တော်တို့ကလည်းအဲ့လိုတငယ်ချင်းနဲ့ဆိုင်မောင်နှမလိုဖြစ်နေတာဝိုင်းစင်းနဲ့ကျွန်မတကယ်မောင်နှမလိုဖြစ်နေတာလူတွေအားလုံးပြိတ္တာအားလုံးကဒါဟိုဟိုဖြစ်တယ်ဆိုပြီးတော့ထင်သွားတာပါဟုတ်ကဲ့ကျွန်တော်ပြောပြပြပါတယ်အားလုံးကကျွန်တော်အရင်ကအရန်စိုးတယ် အလူတယောက်ကတော့ဟိုကိုယ့်ရဲ့ right person ဖြစ်ရင်တော့ right person တွေ့သွားပြီဆိုပြင်တင်တယ်ပြင်ရမယ့်အချိန်ရောက်သွားပြီအဲ right person တွေ့တာကိုမပြင်ရမပြင်သေးဘူးမပြင်သေးဘူးဆိုရင်အဲ့လူကသူအဲ့ right person မှာထပ်ဖုံရှုံသွားလိမ့်မယ်ဟုတ်ပြောပြတာဗောဟိုးရင်နေရပြောပြတာပြောပြီးတော့ကျွန်တော်တို့ညောင်ကရေအဲ့လိုဟိုဝိုင်းစင်းနဲ့ကျွန်တော်နဲ့ဆိုအရန်အဲ့လိုပေးစားကြတယ်အအခုမှအိုးရင်နေအခုမှမအိုးရင်နေအခုတည်းအဲ့အခုဆိုရင်တပိတ်တက်တော်တော်များများပြီးပါလေအဲ့နင်တို့ဟိုဘက်ကမောင်နှမလိုတငယ်ညွတ်ခဲ့တာနင်တို့ကလာဝါပြင်းနေတာအဲ့တော့သူ့ရဲ့ ဟိုခံစားချက်သူ့ရဲ့အာဟိုကိစ္စတွေမှန်နေမြတ်ကျွန်တော်အကုန်သိတယ်လို့ကျွန်တော်ကိစ္စမှန်နေမြတ်သိပြီးတယ်ဗျကျွန်တော်ကတငယ်ရင်းတဲ့ကိုမောင်နှမလိုဖြစ်နေတာအဲမောင်နှမလိုစိတ်ဓာတ်ဖြစ်နေတဲ့အတွက်ကျွန်တော်ဖြေဥပါရေကဘာပေါ်မှာမိမ့်မိုက်ကိုလိုမရှိဝိုင်းစုခိုင်းတဲ့ကြောက်လို့ရှိတယ်ကျွန်တော်လူပြိုကြီးလောက်ပါသူလည်းအဲ့လိုပဲကျွန်တော်ကြောက်လို့ရှိရင်သူလူပြိုကြီးလောက်ပါအဲကျွန်တော်တို့တငယ်ရဲ့နေဝါဆိုမတွေးတဲ့အချိန်တွေရှိတယ်တွေးရင်လည်းအတိုင်းမင်းလည်းပြောတယ်ဟိုဘာလို့မတွေးပေမဲ့အဲ့လိုလောကမှာအဲ့လိုတငယ်ချင်းရရှိတယ်မမတွေးနေပေမဲ့လည်းကျွန်တော်တို့ ဟိုကျွန်တော်စိတ်ထဲမှာလည်း1 2 1 3ဆိုတာဒါတကယ်ချင်းနေရာရှိတာတယ်မောင်နှမနေရာရှိတာသူလည်းသူ့စိတ်ထဲမှာအဲ့လိုပဲရှိတာတယ်အဲ့ဒါတကယ်ကျွန်တော်တို့အတွက်အဖိုးမပြတ်နိုင်တဲ့ဟာဟိုပါဘောနော်ဘယ်လိုမှတငယ်ချင်းကောင်းနေရလာတာပေါ့အဲ့လိုပဲသူ့လိုပဲကျွန်တော်မှငွေတငယ်ချင်းတွေရှိတယ်။အော်ကျွန်တော်၄၅၆နှစ်တည်းကတွေ့တဲ့တငယ်ချင်းတွေရှိတယ်။ဒါသူတို့နဲ့လည်းမတွေ့ပြဘူး။ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့အခုညီလိုခဲ့တဲ့အချိန်ကြာရင်ဖုန်းဆက်လိုက်တာနဲ့ဘာဖြစ်လာလဲ ချက်ချင်းအတူညီပေးတယ်သူတို့လူဝင်လည်းကျွန်တော်ချက်ချင်းပေးတယ်ဆိုတော့အဲ့လိုတငယ်ချင်းကောင်းနေတာကတော့ဒီခေတ်မှာတကယ်ကိုလိုအပ်ပါတော့တတိယအာနေ့ဒီမှာအားလုံးပဲပျော်ရွှင်စရာနေ့ဒီဖြစ်ပါစေစိန်နန်းတော်ရဲ့ဒီနေ့ပွဲဒီမှာလည်းအားလုံးနဲ့အတူတူဒါပျော်ရွှင်စရာဟာကျွန်တော်တို့အချိန်လေးတွေဖြတ်တန်းနိုင်ပါစေဆောင်းပြပါခင်ဗျာ